နေ့စဉ်မိုးလေဝသသတင်း2025ခုနှစ်နိုဝင်ဘာလ17ရက်နေ့နနက်9:00နာရီအချိန်ထုတ်ပြန်ချက်မင်္ဂလာပင်လယ်အော်ခြေနေမင်္ဂလာပင်လယ်အော်မြောက်ပိုင်းတွင်အများအားဖြင့်တာယာနေပြီးမင်္ဂလာပင်လယ်အော်အရှိအလယ်ပိုင်းတွင်တိမ်နှင်းငယ်ဖြစ်ထွန်းနေကာကပ်ပလီပင်လယ်ပြင်နှင့်ကျန်မင်္ဂလာပင်လယ်အော်တို့တွင်တိမ်အထင်အင့်မှတိမ်ထူထပ်နေပါသည်ယနေ့ညနေအထီးခံမှန်းချက်တနင်္လာရီတိုင်းဒေသကြီးနှင့်ကရင်ပြည်နယ်တို့တွင်နေရာစိတ်စိတ် မွန်ပြည်နယ်တွင် နေရာကျကျနှင့်ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုံးပြည့်ဖြစ်ပါသည်။ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်တင်းတင်းဖြစ်ထွန်းမီမြမပင်လေပြင်လှိုင်းတင်းတင်းရှိမီလှိုင်းမြင့်မှာမြမကံယိုရန်တလျှောက်နှင့်ကဲလွန်ပင်လေပြင်တို့တွင်6ပေမှ10ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်ရက်အတွက်ခံမှန်းချက် မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်နှင့်ရှမ်းပြည်နယ်တို့တွင်ညအပူချိန်များအနည်းငယ်လျော့နည်းနိုင်ပါသည်။နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်တိမ်အထင်အထင်ဖြစ်ထွန်းမည်။ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်တိမ်အထင်အထင်ဖြစ်ထွန်းမည်။မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်တိမ်အထင်အထင်ဖြစ်ထွန်းမည်။